အားလုံးပဲမင်္ဂလာပါရှင် CG platform ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့မူလဝတ္ထအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရှင်ဒီကနေ့နိုဝင်ဘာလ10ရက်နေ့စနေနေ့အတွက်မူလဝတ္ထခန့်မှန်ချက်သတင်းလေးကိုတင်ဆက်ပေးပါရုံနဲ့သတင်းပတ်ကောက်ရဲမှာအပြင်ထွက်ဖို့အစီအစဉ်ရှိတဲ့သူတွေအတွက်တော့အထူးသတိပြုရမယ့်မူလဝတ္ထအခြေအနေဖြစ်ပါရင်ရက်တန်ကြာအပြင်ခဲတဲ့တိုက်ဖုန်မုန်တိုင်းကေမီဂီရဲ့အခြေကျန်တိုင်တိုင်းတွေဟာဒီနေ့ကစပြီးမြန်မာနိုင်ငံထဲကိုဝင်ရောက်တော့မှာပါ ိုက်ဖိုမုန်နိုင်ကေမီဂီဟာ BNN လာအိုနဲ့ထိုင်းနိုင်ငံတို့ကိုဖျက်ကျော်လာပြီးတဲ့နောက်မှာထိုင်းမြန်မာနယ်စပ်မှာပဲလုံးဝပြည့်ပြည့်သွားခဲ့ရပါဒါပေမဲ့သူသေးဆောင်လာတဲ့ရေငွေနဲ့တိတ်နိုင်အုပ်ကြီးတွေကတော့မြန်မာနိုင်ငံအရှိပိုင်းအလဲပိုင်းနဲ့တောက်ပိုင်းဒေသတွေစီကိုဝင်ရောက်လာတော့မှဖြစ်ပါရဲ့ရှင်မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့သုံးသပ်ချက်အရတော့ဒီမုန်တိုင်းကျဉ်းကျပ်နေကြတော့လာမယ့်9ရက်တွင်ကရင်မွန်တနင်္သာရီတိုင်းအေရဝတီတိုင်း ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမွေးရည်ချိန်လေးလမကနေငါးလမထပ်တည်ရွာသုံးနိုင်တယ်လို့ဆိုပါတယ်။အထူးသတိပြုရမယ့်အချက်ကတော့မိုးတွင်းကာလလို့မြေရည်ကြီးတာတွေမဖြစ်နိုင်ပေမဲ့ရုတ်တရက်ရည်ကြီးတာနဲ့တောက်ပြိုမြေပြိုတာတွေဖြစ်နိုင်ခြေပိုများနေပါရဲ့ရှင်။ဒီကနေ့စနေနေ့အတွက်အထူးသတိပြုရမှာကတော့ကရင်မွန်နယ်တနင်္သာရီတိုင်းတို့ပဲဖြစ်ပါတယ်။ အဲ့ဒီဒေသတွေမှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအကောင်းနေပြီးလေပြင်းတိုက်တာမိုးချိုပြစ်တာတွေနဲ့အတူနေရာကွက်ပြင်းမိုးလွန်ကြီးနိုင်ပါရဲ့ရှင်အထူးသဖြင့်မြဝတီကော့ကရိတ်ဖန်အန်ကြိုင်းစိတ်ကြီးမိုးလမြိုင်ကြိုက်ခမီမူတုံတထုံကြိုက်ထူစာရင်မျိုးတွေမှာမိုးလွန်သေးထန်းနိုင်တာကြောင့်အထူးသတိပြုကြဖို့လိုပါမယ်ရှင်ပြည်လေပြင်းအတွက်ကတော့အန်ဒီရဲ့သတိပေးချက်ကတော့ဆက်ရှိနေတော့မှာပဲလေရင်တိုက်ခတ်မှုတွေကြောင့်လှိုင်းအမြင့်ဟာ9ပေကနေ9ပေထိရှိနေနိုင်ပါတယ် ဒါကြောင့်ပင်လေခီးသွားမဲ့သူတွေနဲ့ရေလုတ်သားတွေအနေနဲ့အထုသတိပြုသွားလာကြဖို့လွမ်းနေစေဖြစ်ပါရဲ့ရှင်။အချက်အဖြစ်ပြောရရင်တော့ဒီသတင်းပတ်ကုံရမှာအဓိကအဖြစ်မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေမှာမိုးကြီးနိုင်တာကြောင့်ခီးသွားလာကြသူတွေမြေချောင်းအနီးနဲ့တောင်ဆောင်တွေမှာနေထိုင်ကြသူတွေအနေနဲ့အထုသတိပြုကြဖို့တိုက်တွန်းရင်းဒီနေ့အတွက်မိုးလေဝသသတင်းကိုအဆုံးသတ်လိုက်ပါရစေရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေရကြောင်း ကျမတို့ CJ platform ရဲ့နောက်ဆော်ရမှုလေ့ဝေတာခံမှန်ချက်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တာရခန့်လိုပါရရှင်။ CJ platform ရဲ့မိုးလေ့ဝေတာခံမှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပြီးစစ်ပေတွေကနေမြေဆုပ်ကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရတဲ့ဥတုဖြစ်စဉ်တွေကိုလည်းကိုမမရေးသားမျှဝေပေးခဲ့ကြပါဦးရှင်။